ဆိုတော့ဒီငါလေးကျမအရန်ဆဲလှောက်ရှာတာဖြစ်သေးဘာဖြစ်လို့လဲဆိုတော့အာဘုရားရှင်ကကျမကိုဟိုဖွင့်ပြတဲ့ဟာပေါ့နော်ဟို revelation ပေးတဲ့ဟာတခွန်းလေးရှိပါတယ်အဲ့ဒီဟာကိုကျမအာဝင်ခတ်သွားမှာဖြစ်ပါတယ်လို့ဆိုတော့အာကျမအရင်အဆုံးအာကျမကျမ်းပိတ်တပိတ်ကိုဖတ်ချင်ပါတယ်တိုးလေယာကျမ်းအခန်းကြီး20အငယ် ခွန်နဲ့ရှိကိုကျွန်မဖတ်ချင်ပါတယ်တိုးလေရာကျအခန်းကြီး20အငယ်ခွန်နဲ့ရှိထဝရဖျားကလေလန်တန်တို့ကိုဂန်ယူ၍တင်ဤအကူအာရွန်ပါလက်ပရိသတ်များကိုစူဝေးစေလော့သူတို့ရှိမှကြောက်ကိုမာထားလော့ကြောက်ဒီမိမိကြီးကိုပေးလိုက်မီထူတော့တင်ဒီ ကြောက်ထက်ခရေကိုထွက်စေ၍ပရိသတ်များနဲ့သူတို့အထိဆံများတို့အားတောက်ဖို့ရေကိုပေးရမည်ဟုမောစီအားမင်းတို့မူဒီအတိုင်းအလောက်ထိပဲကျွန်မဖတ်မယ်နော်ပြောပဲပြောသွားမယ်ဆိုတော့ဒီကနေ့ကကျွန်မအခေါင်းစင်တက်ချင်တာကြောက်ဒုံကိုပြောလိုက်ပါဒီမှာကြတော့ကြောက်ကိုမှာထားလို့ စုဘရောပြောထားတာဖြစ်တယ်ဆိုတော့ကြောက်ကိုမှာထားလို့နဲ့ကြောက်ကိုပြောလိုက်ပါအတူတူပါပဲเนาะဆိုတော့ကျမတို့အင်္ဂလိပ်လိုနဲ့ကျမတို့ကြည့်မယ်ဆိုရင် speak to the rock လို့ဟိထားတာဖြစ်တယ် speak to the rock ဆိုတော့အာကျမဒီင account စင်တက်ချင်တာကြောက်ဒုံကိုပြောလိုက်ပါဆိုပြီးတော့ကျမ account စင်တက်ချင်တာဖြစ်ပါတယ်တိုးလေရာကျန်အခန်း G20 ကိုအာကျွန်တော်တို့ကြည့်တဲ့အခါမှာအရင်ဆုံးကလေဒီဟာကျွန်မဖတ်ဘူးပါတယ်ဒါပေမဲ့ဒီတစ်ခါကျွန်မဖတ်တဲ့အခါမှာဟိုကျွန်တော်တို့ဆရာကြီးကအမေရန်ပြောတဲ့အတိုင်းပဲပေါ့နော် low cost ဖတ်ခြင်းအပြင်ရေမာဆိုရက်ဖရာသခင်နဲ့ဖွင့်ပြချက်တခွန်းလေးကိုကျမဒီတိုးလေးရကျန်အခန်းကြီးနေစေထဲမှာကျမရတာဖြစ်တယ်အဲ့ဒီဟာလေးကိုကျမဒီကနေငယ်ပြန်ပြည့်ဝင်ညအချင်တာဖြစ်တယ်ဒီတိုးလေးရကျန်အခန်းကြီးနေစေကိုကျမတို့ကြည့်တဲ့အခါမှာဖရာသခင်ကဒီပရိသတ်ဒီကိုဆူပြီးတော့သူတို့အပရိသတ်ရှင်းမှာကြောက်ကိုစကားပြောလိုက်ပါတဲ့ ဆိုတော့ဒါပေမဲ့မောစီကဘာဘလို့လောက်လိုက်တလေဆိုလို့ရှင်လူဒီကိုသူတို့ဆွေးတယ်ပရိသတ်ဒီကိုသူတို့ကဘာပြောလဲဆိုရင်ဒီမှာကျွန်တော်တို့အောက်မှာဖက်မယ်ဆိုရင်အချင်းတပုံတော့တဲ့အချင်းတပုံတော့ဆိုပြီးတော့လူဒီကိုပရိသတ်ဒီကိုသူတို့ကဆွေးစေတာဖြစ်တယ်ပြီးတဲ့အခါကျရင်မောစီကလန်ဒန်ကိုယူပြီးတော့ ါတော့ရိုက်လိုက်တာဖြစ်တယ်။ရိုက်တဲ့အခါမှာရေအများကြီးထွက်တယ်။အဲ့ဒီပရိသတ်တွေတောက်တယ်။ဒါမှမဟုတ်ဖရာသခင်နဲ့သူတို့အပေါ်မှာသူတို့အပေါ်မှာကျင်းနဲ့တလားဆိုမကျင်းနဲ့ဘူး။သူတို့အပေါ်မှာပြောတလားဆိုမပြောဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီတစ်ခါဖရာသခင်ကဘာပြောလဲဆိုတော့ဟောကြောက်ကိုပြောလိုက်ပါတဲ့ပြောပြီးပြောလိုက်ပါတဲ့ပြောပြီးပြောပြီးတော့ ရေကိုထွက်စေပါတဲ့ရေကိုထွက်လာမယ်တဲ့သူတို့ရှိမှာတဲ့ဒါပေမဲ့မောစီနဲ့အဲရွန်ကအရင်ဒုံကပုံစံအတိုင်းပဲသူတို့လောက်ချင်တာဖြစ်တယ်ဖယားသခင်ကဒီတခါတော့ပုံစံအတိနဲ့ရေကိုပေးချင်တာဖြစ်တယ်အဲကြောင့်ဒီတခါတော့ကြောက်ကိုမရိုက်နဲ့ပြိုပြီးပြိုလိုက်ပါတဲ့ပြိုပြီးတော့ရေကိုထွက်မယ်တဲ့ဒါပေမဲ့ အိုးဖယားတခင်နဲ့စကားကိုမယုံကြည်နိုင်တဲ့အခါကျတော့သူတို့ကအရင်တုန်းကအတိုင်းပဲရိုက်လိုက်တာဖြစ်တဲ့နှစ်ခါဖုံးဖုံးစပြော့ရိုက်တဲ့အခါမှာရေတော့အများကြီးထွက်ပါတယ်။ဘာဖြစ်လို့လဲဖယားတခင်နဲ့သူတို့ကိုအရှက်မကွေခိုင်းဘူး။ပြီးလို့ရှိရင်သူတို့ပရိသတ်ဒီကိုလည်းအရန်ရည်စားပြီးဆိုတော့အဲ့ဒါကြောင့်ဖယားတခင်ကသူတို့ဖယားတခင်စကားကိုနားမထောင်ပါနဲ့ ရေအများကြီးကိုထွက်စေပါတယ်ဒါမဲ့ဖယားသခင်ကအယံစိတ်ဆူတယ်ဆိုတော့ဖယားသခင်ကဘာပြောလဲဆိုတော့ကျွန်တော်တို့အောက်မှာဖက်မယ်ဆိုဆိုရင်ထာဝရဖယားကလေတဲ့တင်တော့ဒီငါ့ကိုမယုံကြည်ဤတီလအမျိုးသားတို့ရှိမှငါ့ကိုမယုံမသိပြုတော့ကြောင့်ဤပရိသတ်တို့အာ ငါပေတော့ပြီတော့တင်းတော့ဒီပူဆောင်တော့အခွင့်ကိုမရကြဟုမိုးရှင်နဲ့အာရွန်တော့အားမင်းတော်မူ၏တဲ့ဘို့နော်အရန်ကြောက်ဖို့ကောင်းတာဖြစ်တယ်ပြီးတဲ့အခါကျရင်အေရွန်ဆိုရင်ဘို့နော်ဖယားတခင်ကပြောတယ်နေနာငါစကားကိုနားမထောင်တဲ့အတွက်နေနာတေရမယ်တဲ့အဲ့တော့ကြောင့်သူ့အဝတ်စားကိုချွတ်လိုက်ပါတဲ့သူ့တားကိုဝတ်လိုက်ပါတဲ့ အဲ့ဒီပီကိုအာအရွန်လေးဝင်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့အော်ဒီမှာကျွန်တော်ဆက်ကြည့်မယ်ဆိုရင်ဘုရားသခင်ကအဲ့လိုပြောထားတာဖြစ်တယ်အဲ့အကြောင်းအရွန်နဲ့အဝတ်အစားကိုချွတ်ပြီးတော့သူ့သားကိုဝတ်ပေးလိုက်တာဖြစ်ပါတယ်အဲ့အကြောင်းဒီကနေ့ကျွန်တော်ခေါင်းဆောင်အနေနဲ့ပေါ့နော်ကျွန်တော်အယံပဲအယံပဲဒီမှာအရေးကြီးတာဖြစ်တယ်ဆိုတော့ခေါင်းဆောင်ဒီကဖယားတခင်ရဲ့စကားကိုနားမထောင်တဲ့အခါမှာ ိုယ်ရဲ့ဦးဆောင်တဲ့လူဒီကိုဒုက္ခရောက်တာဖြစ်တယ်။ဒီမှာဆိုရင်မိုးစင်းနဲ့အေရွန်ကဒီတစ်ခါကြတော့လန်တန်နဲ့မရိုက်နဲ့ပြိုးပြီးပြောလိုက်ပါတဲ့။ပြိုးလိုက်ယုံနဲ့ရီကိုထွက်လာမယ်။ဆိုပြတော့သူတို့ဝိပရိသအလင်မှာဖယားတခင်ကအဲ့ဒီမိုးစီနဲ့အေရွန်ကိုလေးချီမြှောက်ချင်တာဖြစ်တယ်ပုံစံတစ်မျိုးနဲ့ဖယားတခင်ကလောက်ပေးချင်တာဖြစ်တယ် ဒါပေမဲ့ဒီအေရွန်နဲ့မိုးစေကဖယားတခင်နဲ့စကားကိုနားမထောင်ပဲအရင်တုန်းကပုံစံအတိုင်းပဲလောက်တဲ့အခါမှာဖယားတခင်ကအယံစိတ်ဆူပြီးတော့သူတို့ဥဆောင်တဲ့ဤသီလလူမြုပ်များစွာကိုကာနန်ပြည်တို့ဝန်နိုင်မှာမဟုတ်ဘူးတဲ့သူတို့ကြောင့်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ခေါင်းဆောင်ဒီအနေနဲ့ကျွန်တော်တို့အယံကြောက်ဖို့ကောင်းတယ်ပေါ့နော် ်သူတို့ပထမဆိုရင်သူတို့မောက်မှာပြီးတော့ဟာနင်တို့ရေတောက်ချင်းတလားအဲ့လိုမျိုးပုံစံနဲ့လေ။အိုးအချင်းရန်သူတို့အချင်းတပုံတို့လာခဲ့ကြနင်တို့ရေရေတောက်မယ်ဒီမှာကြောက်ထဲမှာရေကိုထွက်စေမယ်အဲ့လိုမျိုးလေသူတို့ခေါ်တယ်။ဒါပေမဲ့ဖယားတခင်ကသူတို့အပေါ်မှာပြောတလားဆိုမပြောဘူး။ ဖယားတခင်ကသူတို့အပေါ်မှာအယံစိတ်ဆူတာဖြစ်တယ်ဘာဖြစ်လို့လဲဖယားတခင်စကားကိုနားမထောင်လို့ဖယားတခင်ကလွယ်လွယ်လေးနဲ့ရီပေးချင်တယ်ဒါပေမဲ့သူတို့ကသူတို့ခွန်အားကိုစိုက်ပြီးတော့လန်တန်နဲ့အရင်တုန်းကရိုက်တဲ့အတိုင်းအရင်တုန်းကပေးတဲ့အတိုင်းပဲသူတို့ကအဲ့ဒီကြောက်တုန်းကိုနှခါရိုက်တဲ့အခါမှာရီတော့ ထွက်တော့ထွက်ပါတယ်ဖရာသခင်ကအရှက်တော့မကွယ်ခိုင်းပါဘူးရေကိုမငတ်ခိုင်းပါဘူးဒါပေမဲ့ဖရာသခင်အရန်စိတ်ဆူပြီးတော့သူတို့ကိုဒဏ်ခတ်တယ်လို့ပြောရမှာပေါ့ဒဏ်ခတ်လိုက်တာဖြစ်တယ်အဲကြောင့်အိနေရမှာကျမတို့ harvest မှာဥဆောင်တဲ့သူပဲဖြစ်ဖြစ်ကျမတို့အတင်းတော်မှာဥဆောင်တဲ့သူပဲဖြစ်ဖြစ်အဖွဲ့အစည်းမှာဥဆောင်တဲ့သူပဲဖြစ်ဖြစ်ဒီမှာအမှုတော်ဆောင်တဲ့ကြီးပဲဟိုဘယ်လိုလဲ ပါစတာဒီလေးပါတယ်ဗောနော်အာကျွန်ကျွန်တော်တို့ဘလူးကျွန်တော်တို့အဖွဲအစီကျွန်တော်တို့ပရိသတ်ဒီကိုကျွန်တော်တို့ဦးဘလူးဦးဆောင်တလေးဆိုတာအရန်အရေးကြီးတာဖြစ်တယ်ဆိုတာကျွန်မပရမအုံဆုံးကျွန်မပြောချင်တာဖြစ်တယ်အဲ့တော့အိန္ဒိယမှာကျမဘလူးအာရီဗလူရှင်းရတလေဆိုရင်ပေါ့နော်အခုခက်အခုအချင်းအခုကာလဟာ ခက်ခက်ခေခေပင်ပင်ပမ်ပန်လောက်ဆီယာမလူဘေပြောလိုက်ယုံနဲ့ရေကိုထွက်လာမှာဖြစ်တယ်ဆိုရက် revelation ကိုကျွန်မရလာတာဖြစ်တယ် hallelujah အားကြောင့်ကျွန်မတို့လူဒီကအိုးအလောက်လောက်မှစားရမယ်ဘို့နော် don't do much ရေတောက်ရမယ် super ကျွန်မတို့အဲ့လိုပဲလူအနေနဲ့အဲ့လိုမျိုး တွေ့တာဖြစ်တယ်ဒါပေမဲ့ဒီမှာကျမတို့ကြည့်မယ်ဆိုရင်ဘုရားသခင်ကလန်တန်နဲ့ကြောက်ကိုရိုက်စရာမလိုပဲဒီတခါတော့ပြိုပြပြိုလိုက်ပါလေပြိုလိုက်ယုံနဲ့ဘို့နော်ရီကိုထွက်မယ်ရီကိုထွက်လာမယ်ဆိုပြီးတော့ဘုရားသခင်ကပြောလိုက်တာဖြစ်တယ်ဆိုတော့ first first corin အာပါလေ go corin to parama sa song အခန်းကြီး30ထဲမှာပေါ်လူကပါပြောတယ်လေဆိုရင် ကျောက်ကျောက်ဆိုတာခရစ်တော်ဖြစ်တယ်တဲ့ the rock is christ ဆိုပြောထားတာဖြစ်တယ်ကျောက်ဆိုတာခရစ်တော်ဖြစ်တယ်လို့ပြော